ALP ရဲ့မြန်မာငင်းချင်းစစ်တွေမျိုးသိမ်းတိုက်ပွဲကြီးဟာစစ်ကောင်စီနဲ့အာရခတက်တော်တို့ရဲ့မိုးလူဝဲဆိုနိုင်တယ်လို့ပြောင်းလဲများစုံကိုမြင်ရပါပါဒီတိုက်ပွဲနဲ့အတူကဲလန်ကနောက်ွယ်ကစစ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုလည်းရှိနေပါတယ်အဲ့ဒါကတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီရခိုင်ပြည်လွတ်မြောက်ရေးတက်မတော် ALP ALA ရဲ့အကြောင်းပါဆိုတော့ဒီနေရာမှာ ALP ရဲ့မူဝါဒ ALP ရဲ့အပြောင်းလဲနဲ့အုပ်စုကွေ AA ရဲ့မူဝါဒဆက်စင်ရင်တင်းမာမှုတွေအာနာသိမ့်ပြီးနောက်ပိုင်း ALP ALB ရဲ့အနာဂတ်အလားအလာစတဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ပြသွားမှာပါ။အားလုံးပဲမင်္ဂလာပါ။ Freedom Speech ရှင်တွေကနေပြည်လို့ကြိုဆိုလိုက်ပါရစေ။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALB ဟာအစတုန်းကတော့ရခိုင်ပြည်လွတ်မြောက်ရေးနဲ့ကိုယ်ကကြမှာကိုယ်ဖန်တီးနိုင်ရေးအတွက်လွတ်လပ်ရေးရတဲ့အထိတိုက်ပွဲဝင်မယ်ဆိုတဲ့ရည်မှန်းချက်နဲ့1969ခုနှစ်ရန်ကုန်မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။ဥက္ကဋ္ဌခိုင်ပြည်သိန်းဦးဆောင်ပြီးတော့ခိုင်မိုးလင်းလင်းပါဝင်ပါတယ်။စတင်ဖွဲ့စည်းပြီးတဲ့နောက်ကြာမီ1968ခုနှစ်မှာ စီဆိုရကခေါင်းဆောင်တွေကိုဖင်းစည်းခဲ့တာအကြောင်း PLP တခန်းရက်ခဲ့ပါလေအဲ့ဒီနောက်1984ခုနှစ်မှာဥက္ကဋ္ဌခိုင်မိုးလင်းဥဆောင်မှုနဲ့ဒုတိယအကြိမ် KNU နေမြမှာပြင်လဲဖွဲ့စည်းလာပါတယ်ခိုင်မိုးလင်းရဲ့တင်းနစ်ထက်မှုတွေကတော့ရခိုင်ပြည်လွတ်လပ်ရေးကိုလက်နက်ကန်ချင်းမှအခြားနည်းလည်းမရှိရခိုင်ပြည်လွတ်မြောက်ရေးအတွက်ဘဝတို့တော်လင်းရင်အားစုစင်လက်တွဲလွတ်လပ်ရေးဆိုတာရခိုင်အမျိုးသားစေလုံးညီညွတ်မှုရဲ့လက်ထက်မှာပဲရှိတယ်ဆိုတဲ့စတဲ့အချက်တွေပါ ခိုင်မွလင်းဟာဒေါ်လင်းရေးကိုလက်တွေ့လွတ်ပြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့1986မှာမွလင်းရာသာစစ်ကြောင်းဖွဲ့ပြီးတော့လူအင်အား120လက်နက်ပြည့်စုံနဲ့ဂရင်ပြည်ကနေရှင်းကရှင်းရခိုင်တို့ရှိတက်လာခဲ့ပါတယ်။ဒါပေမဲ့ရှင်းပြည်နယ်အရောက်မှာစစ်တပ်ရဲ့ fancy ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခင်ရလို့ခိုင်မွလင်းကြဆုံတော်ခဲ့ပါတယ်။ဆက်လက်ပြီးတော့1981ခုမှာခိုင်ရဲခိုင်ဥဆောင်မှုနဲ့ ALB ကိုတတိယအကြိမ်ပြင်လေဖွဲ့ပြင်ပါတယ်။ဒါပေမဲ့ဒေါ်လင်းကာလာကြာရှိလာပြီး လက်တွဲလွတ်ပြနေတာမရှိခဲ့ပါဘူးအဆိုးဆုံးကမြန်မာစစ်တပ်နဲ့တခါမှတိုက်ပွဲမရှိခဲ့ပဲလွတ်လည်ရေးကိုမျှော်မဲနေကြပါတယ်ဒါကြောင့်တဖြည်းဖြည်းနဲ့ ALP ဟာရခိုင်လူထုထောက်ခံမှုကြာဆင်းရကနေ2002ခုနှစ်ဇန်နဝါရီလမှာခိုင်ရဲခိုင်ဥဆောင်တဲ့အဖွဲ့စောမြရာဇာလဲဥဆောင်တဲ့အဖွဲ့ခိုင်စိုးနိုင်အောင်ဥဆောင်တဲ့အဖွဲ့ဆိုပြီးတုံ့ပြန်ကွေ့ပြင်ပါတယ်ခိုင်ရဲခိုင်ကတော့အိန္ဒိယဘင်္ဂလားဒေ့ရှ်နေဆက်မှာခိုးလုံပြီးတော့ခိုင်စိုးနိုင်အောင်ကထိုင်းနေဆက်မှာနေပါတယ်စောမြရာဇာလဲကတော့စစ်တွင်မှာနေပါတယ်ဒီကနေ့မှာတော့ ခိုင်ရေးခိုင်နဲ့ခိုင်ဆိုးနိုင်အောင်ဟာ ALB မှာမရှိတော့ဘူးလို့နားလည်နိုင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်စောမြရဇာလင်းဟာဥက္ကဋ္ဌလုပ်ပြီးတော့ ALB ကိုမောင်ပိုင်စီးထားလိုက်လို့ပါ။ ALB တစ်စိတ်ကိုယူပြီးတော့ထုတ်ပြန်ချက်တွေအမျိုးမျိုးလုပ်နေပါတယ်။ဒီကနေ့ ALB ဗဟိုဌာနချုပ်ဟာစစ်တွေမျိုးစစ်ရုံစုရက်ွက် နာစီရွာအေးတရာလဲမှာပါ။တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြောင်းကိုသုတေသနပြုထားတဲ့ ISP မြန်မာနဲ့ BNI မြန်မာ Peace Monitor တို့ရဲ့အစီအရင်ကင်စာအရ ALB ဟာအင်အားနေရာခင်ရှိတယ်လို့သိရပါတယ်။ အေးဖြစ်လာပုံနဲ့လက်ရှိဖြစ်နေပုံဒီတစ်ခါမှာတော့အာရခတက်တော့အေးရဲ့အကြောင်းကိုအနည်းငယ်ပြောလိုပါတယ်အေးကို2009ခုနှစ်ဧပြီလမှာကရှင်ပြည်တရုတ်နေစစ်မှာစတင်ဖွေးစည်းခဲ့ပြီးတော့အရွေအားဖြင့်ဆိုလို့ရှိရင်15နှစ်ရှိလာပါပြီလူငယ်ရှစ်တက်ခဲမညာတဲ့26ဦးနဲ့စတင်ဖွေးစည်းခဲ့ပြီးတော့ဒီကနေ့မှာပလက်ဝါနဲ့အတူရခိုင်ပြည်ကမြို့နယ်15ခုကိုသိမ်းပိုက်ထိန်းချုပ်တာပါတယ်လက်ကျန်စစ်တွေနဲ့ကြောက်ပြုံမှာထိုးစစ်တွေရှိနေပြီးမန်အောင်တစ်ခုသာကျင်တော့တာပါအေးရဲ့နိုင်ငံရေးမူဝါဒကတော့ လွတ်လပ်ရေးသို့မဟုတ် confederation လို့ထုတ်ပြောပြီး racket lens အတိုင်းလက်တွေ့တော်လည်ရေးလုပ်ပါတယ်။စောပိုက်ကာလ ALB နဲ့ AA AA ဟာ2017ကုန်2017နှစ်တွင်မှာလိုင်ဇန်ကနေအိန္ဒိယဘင်္ဂလားဒေ့ရှ်မြန်မာ သုံးနိုင်ငံနေဆက်သရီးကန်ဒေသကိုစတင်ဝင်ရောက်လာပါတယ်။အဲ့ဒီမှာပဲမူလကနေရောက်နေနေပြီးသား ALB တက်လေရှိနေရမှာ။အဲ့ဒီတုန်းကရခိုင်အရှင်းရှင်းဆိုတဲ့စိတ်နဲ့နှစ်ဖက်နားလည်မှုရယူကြပါတယ်။ဒါပေမဲ့ ALB ဟာ A ကရေးပေါ်တွေကိုသူတို့ထက်နောက်မှာရှိတယ်။အသက်ငယ်တယ်ဆိုပြီးရှိုးနေဆက်ဆင်မှုတွေကိုဆက်တိုက်လုပ်ပါတယ်။နောက်ပြီး A ရဲ့တပ်ဖွဲ့ဝင်တွေရဲ့လုံနိုင်စွမ်းအရေးချင်းရှိတာကို ALB ကမနာလိုဖြစ်ပါတယ်။ဒီလိုနဲ့မချင်းမလီမှုတွေကနေတဆင့်2014နောက်ပိုင်းမှာနှစ်ဖက်တပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲတွေရှိလာပါတယ်။2016ဇွန်လကဘလဝကိုပို့တဲ့ A တပ်ဖွဲ့ဝင်တွေရဲ့ point finance အရင်60ကျော်နဲ့စစ်သုံးဆောင် PC တွေကို ALB ကလက်ခုလက်မှာကြားဖြတ်လုပ်ပါတယ်။ ဒီလိုတဖြည်းဖြည်းနဲ့2016ဇွန်လမှာနေဆက်တကြောမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်လာခဲ့ပါတယ်။ဒီဖြစ်စဉ်နောက်ပိုင်းမြန်မာအိန္ဒိယဘင်္ဂလားဒေ့ရှ်နေဆက်သတိကနေမြေက ALP ရဲ့ဗဟိုဌာနချုပ်ကို AA က2019ဩဂတ်လမှာဝင်တိုက်ပြီးတင်ပိုက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း ALP နဲ့ AA ဟာအောက်စီရဲ့အတွက်လိုင်ဇာတို့ထိုင်းနိုင်ငံတို့မှာတွဲဆုံမှုတွေလုပ်ပါတယ်။ဒါပေမဲ့ဆွေးနွေးမှုကအကျဉ်းဆက်ပါတယ်။ထိပ်ပိုင်းကောင်းဆောင်ရာထူးနဲ့ပတ်သက်ပြီးအကျဉ်းနေဆွေးနွေးခဲ့ပေမဲ့အဆင်မပြေပါဘူး။မြေပြင်တက်ဖြင်းကျက်နိုင်မှုနဲ့အင်အားတွေဟာ ALP မှာတရင်တစ်ခုစာတောင်လူမရှိတာကြောင့်ပေါင်းစည်းမှုမဖြစ်နိုင်တာပါတက်ဖွဲ့စည်းဖို့အင်အားမရှိပေရာထုတ်အကြီးအကဲနေရာကိုတောင်းတာကအဓိကညီနိုင်မရတဲ့ပြဿနာဖြစ်ခဲ့တာပါအာနာသိမ့်ပြီးနောက် ALP ရဲ့အခြေအနေဒီလိုရခိုင်ပြည်သူတွေထောက်ခံမှုလုံးဝမရှိနေမြင့်စိုးမှုမှုဘာမှမရှိပဲဖြစ်တင်းလာတဲ့ ALP ရဲ့လင်ခီဟာဆေးရနာသိမ့်ပြီးနောက်ပိုင်း2021စစ်တွေမှာပို့ပြီးတော့စစ်ကောင်စီနဲ့ပူးပေါင်းမှုထင်သာမြင်သာရှိလာပါတယ်ဒီလိုနဲ့စစ်ကောင်စီအလို့ကြိုက်အလိုက်ဆောင်တဲ့ ALP ကို စစ်ကောင်စီက2022ခုနှစ်ကမောင်နှော့ဒေသမှာနေရှားဆောင်တဲ့ VGF အဖြစ်ထားဖို့အေအေကိုတင်ပြတိုက်ခိုက်ရလို့ပိုကင်းလန့်ခဲ့ပေမဲ့စစ်ကောင်စီလှုပ်ရှင်တဲ့တပ်ဖွဲ့အင်အား ALP မှာမရှိတာကြောင့်အကောင့်တွေမဖွင့်နိုင်ခဲ့ပါဘူး။ဒါကြောင့်နေပြည်တော်တိုင်းဝိုင်းမှာဟန်ပြညင်ချင်းချင်းဆွေးနွေးဖက်အဖွဲ့စစ်တစ်ခုအနေနဲ့သာရည်တည်နေပါတယ်။ရခိုင်မှာတိုက်ပွဲတွေပြင်းထန်လာတော့စစ်တွေမှာလုံခြုံရေးတိုးမြှင့်ဖို့ ALP ကိုစစ်ကောင်စီကပွေထုတ်ပြပါတယ်။ရခိုင်လက်နက်ကိုင်အချင်းချင်းထိတ်တိုက်တိုက်ပစ်ဖို့စစ်ကောင်စီကတုံ့ရှာနေတယ်လို့ ALB ကလည်းလိုလိုလားလားလက်ခံနေတာပါစစ်တွေမြို့မှာစစ်ကောင်စီအထောက်ပံ့နဲ့ဥပဒေကင်းလင်းမှုတွေမြို့ခင်တွေကိုအရင်နဲ့ပတ်သက်တဲ့ဆိုတဲ့ဆက်ဆွဲချက်တွေနဲ့စစ်ကောင်စီတန်းဖဲပေးမှုတွေကိုဆက်တိုက်လုပ်နေပါတယ် ALB ဟာမောင်တော့မကြချုံပြီးအေအေထိုးစစ်ရတန်းဖို့စစ်ကောင်စီလိုချကြီးညာချက်ထုတ်ပါတယ်2023နိုဝင်ဘာလနောက်ပိုင်းစစ်တွေမြို့ခင်တွေဘေးလက်ရကိုထွက်ပြေးနေချိန်မှာစစ်ကောင်စီနဲ့ပူးပေါင်းပြီးမြို့ခင်တွေစီကနေငွေကြေးအဆမတန်တောင်းတာဖဲစီငွေညစ်တာတွေလုပ်ပါတယ်ထင်တယ်မြင်တာကတော့ စစ်တွေမြိုင်းပြည်ပေါ်မှာအစုလိုက်အပြုံလိုက်လူသက်ပွေးမှာပါဝင်ခဲ့တာပါဒါပြင် AA လှုပ်ရှားမှုတည်င်းတွေကိုစစ်ကောင်စီတင်ပေးပြီးတော့ LB ဟာစစ်ကောင်စီစီကနေထားရနေဆရာတော့အဖြစ်နဲ့နေပြပါတယ်ဒီလိုနဲ့အစာကလေးကဆက်စည်ရဲတဲမှမှုနေနဲ့တောနေတဲ့ ALP နဲ့ AA တို့ဟာစစ်တွေမြို့မှာတဖန်ဆက်စည်ရဲအဖို့အထစ်ဆက်လက်မြင့်တက်ခဲ့ပါသေးတယ်2020မေလနဲ့ဩဂတ်စ်လမှာ ALP ဘဟုကော်မတီဝင်ခိုင်အောင်တင်းထက်တဲ့အစည်းအဝေးကိုဖွင့်စီခဲ့ပါတယ် ဒါပြင်2020ဩဂတ်စလမှာ ALB ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းကိုရခိုင်မျိုးသားစေလုံးညီညွတ်ရေးကိုထိပါစေတယ်ဆိုပြီး AA ကဖိနှိပ်လိုက်ပါတယ်။ဒီတော့ခိုင်ပေါ်လင်းကိုဖိနှိပ်ရမှာပါဝင်တယ်လို့ယူဆသူစက်ရုံစီရက်ွက်ကလူသုံးဦးကိုစစ်ကောင်စီက ALB အတွက်ဖိနှိပ်ပြပါတယ်။နောက်ထပ်မင်းငယ်ဒေသခံတွေကိုလည်း ALB ကလိုက်လင်ဖိနှိပ်ခဲ့ပါသေးတယ်။တခါ2023ဇန်နဝါရီလစစ်တွေမှာလွတ်လွတ်ရဲရဲအခမ်းအနားကပြင်လာတဲ့ ALB စီဦးစီးချုပ်ဘိုးချုပ်ခိုင်စိုးမြနဲ့ခေါင်းဆောင်သုံးဦးလုံကျင်တက်ပြတ်ခင်ခဲ့ရပါတယ်။ဒါ့အပြင်2023ဇူလိုင်လမှာ ALB ဒုက္ခတာခိုင်နေအောင်နဲ့အရာရှိသုံးဦးစစ်တွေမြို့တွင်းမှာတက်ပြတ်ခင်ခဲ့ရပါတယ်။ဒီလုံကျင်မှုတွေဟာ AA လက်ဆက်လို့ ALB ကဆွေးဆွေးပေမဲ့ AA ကညှင်းဆင်ခဲ့ပါတယ်။ AA ကိုတိုက်ခိုက်ဖို့စည်းရေးပြင်ဆင်ထားတဲ့ ALB ဒီကနေ့မှာတော့ AA ထုတ်စစ်ကိုစစ်တွေကနဲ့ခုခံဖို့ ALB ကအသင့်အနေထားပြင်ဆင်ထားတယ်လို့ဘုံမှုခိုင်သူတွေက2024ဇွန်လကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ALB ဟာစစ်ကောင်စီရဲ့အကူအညီနဲ့မြို့ခင်တွေကိုအကြောင်းအမျိုးမျိုးပြဖမ်းဆီးပြီးတော့စစ်တင်နယ်ပေးတာတွေလုပ်ပါတယ်။2022ခုနှစ်စတင်ပါလကစစ်တွေရုံချုံမှာစစ်တင်နယ်ဆင်းမွေးတခြင်းပြုလုပ်ခဲ့ပြီး2020လနိုဝင်ဘာလကနေဒီဇင်ဘာလထိတခြင်း2025 February လမှာတခြင်းစစ်တင်နယ်ပေးနေပါတယ်။ ALB ရဲ့တင်းနေစရာတွေထွေမှာစစ်ကောင်စီအားရှိတချို့ပါပြီးတော့လက်နက်တွေလည်းထောက်ပံ့ပေးတာပါတယ်။ပေါ်မှာပြောခဲ့သလိုအပြင်းအလဲမကြေလည်မှုတွေနဲ့ရှုပ်ထွေးနေတဲ့ရခိုင်လက်နက်ကင်တို့ဖွဲ့ကြကပြဿနာတွေဟာ မကြခင်မှာနောက်ဆုံးအဆင့်ထိတ်တိုက်တွေ့ကြုံလာရတော့မှာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်စစ်တွေတိုက်ပွဲကြောင့်ပါ။ဒီကနေ့စစ်တွေမြို့နယ်မှာစစ်ကောင်စီနဲ့အေအေတိုက်ပွဲဆဖြစ်နေပါပြီ။အေအေဟာလက်နက်ကြီးတွေနဲ့စစ်ကောင်စီဌာနချုပ်နဲ့စစ်ဘက်ဆိုင်ရာနေရာအနှံ့ကိုတိုက်ခိုက်နေသလိုစစ်ကောင်စီကလည်းအမတ်စနစ်ရေးတက်ရင်ဓာခဆဌာနချုပ်နဲ့ရွှေမင်းငယ်စိတ်ကဲနေပြီးတော့ကနေအေအေရှိနိုင်မယ်လို့ယူဆတဲ့နေရာတွေကိုပြစ်ခတ်နေပါတယ်။ရခိုင်ပြည်မှာ အေအေကလွေပြီးဘေလက်နက်ကင်တခွင်မှမရှိစေရလို့အေအေကဆိုထားပါဗျ။ဒါကြောင့်စစ်ကောင်စီနဲ့မဟာမိတ်တွေဖြစ်နေတဲ့အာဆာ RS ို ARS စတဲ့မွတ်စလင်လက်နက်ကင်အဖွဲ့တွေကိုမောင်းတော့တိုက်ပွဲမှာရှင်းမုန်းခဲ့ပါပြီ။ဒီတိုင်းဆိုရင် ALP သာကျင်တော့တာပါ။စစ်ကောင်စီနဲ့ပူးပေါင်းပြီးရခိုင်ပြည်သူတွေကိုညက်ပက်နှိပ်စက်နေတယ်ဆိုပြီး ALP ကိုရှင်းမုန်းတော့မယ်လို့2020လဇွန်လမှာအေအေကတရားဝင်ပြောထားပါဗျ။ ALP ရဲ့အနာဂတ်ဘယ်လိုဖြစ်လာမလဲ။ ALP ဟာသမဏဦးသိန်းစင်လက်ထက် တနိုင်ငယ်လုံးအပြစ်ခက်တိုက်ခိုက်မှုရစေးရဲ့သဘောကျူညီချက်စာချုပ် NCA ထိုးပြီးနောက်ပိုင်းမှာရခိုင်လူထုဖောက်ကံမှုလုံးဝကျဆင်းသွားတာပါအဓိကတော့လက်တွေ့တော်လှန်ရေးလုံးမပြနိုင်တော့ပဲစစ်တွေကနေလင်းရခမဲ့စီးရင်နေပြည်တော်မှာစစ်ကောင်စီလိုချဆွေးနွေးပွဲတွေမှာအရှင်ကုန်နေတာကြောင့်ဖြစ်ပါတယ်နောက်ပြီးရခိုင်အမျိုးသားရဲကိုဗန်းပြပြီးနေပြည်တော်မှာဆွေးနွေးနေမှုကမြေပြင်မှာဘာမှမလုပ်နိုင်တာပါဆိုတော့ ALP ဟာလက်တွေ့နဲ့ကင်းကွာနေတဲ့နိုင်ငံရေးအယူဆကိုတောနေလို့ပါရခိုင်ပြည်တိဆောက်ရေးကို စိတ်ကူးရင်နဲ့တောနေတယ်လို့မြင်ရပါတယ်။ဒါကြောင့် NCA အောက်ကနေလွတ်လပ်ရေးကိုရှောက်ပြုံးနေတာကဖြစ်နိုင်မဖြစ်နိုင်စဉ်းစားဖို့သုံးသပ်ဖို့အချိန်ရောက်လာပါပြီ။ဆိုတော့စစ်တုမျိုးတိုက်ပွဲမှာစစ်ကောင်စီနဲ့ ALP ဖွဲ့ဟာ AA နဲ့ရင်ဆိုင်ရတော့မှာပါ။ဒါအပြင်စစ်ကောင်စီက AA ကိုတိုက်ဖို့ ALP နဲ့အတူမွတ်စလင်လက်နက်ကိုင်တပ် Afghan National Defense Force ANDF ကိုလည်းမွေးစားထားပါသေးတယ်။ဒီတော့မကြခင်မှာမြင်ရမယ်စစ်တုမျိုးတိုက်ပွဲမှာစစ်ကောင်စီပါဝင် ALP ANDF နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေမြင်တွေ့ရမှာပါဆိုတော့ဟာမူဆလင်တွေနဲ့ပူးပေါင်းပြီးအေအေကိုတိုက်တယ်တခုတည်းသောရခိုင်လက်နက်ကိုင်တက် ALP ဆိုပြီးတမိုင်းမတန်ဝင်ခင်နိုင်မလားရခိုင်တို့ရဲ့လွတ်လပ်ရေးတမိုင်းဒေါ်လင်းရေးမော်ခွဲမှာတခုတည်းသောရခိုင်တစ္ဆာစောက်တက်အဖြစ်အနာဂတ်မျိုးဆက်တွေကိုအိယာဝင်ပုံပြဖြစ်နေဘဝနီကုန်းရှုပ်တော့မလားဒါမှမဟုတ်ရင်အသာတကြီး AAC မှာလက်နက်ရှမလားဆိုတာကိုစောင့်ကြည့်နေကြကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ ဒီကနေ့တင်ပြပေးတဲ့အကြောင်းအရာကတော့ Arkham Bay နယူးသတင်းစာမှာတင်ပြထားတဲ့ဆောင်းပါးရှင်ခိုင်မာဂရဲ့ AFP ရဲ့ကင်ကြမာငင်ချင်းဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စီးရဲနိုင်ငံရေးသတင်းဆောင်းပါးတွေကိုတင်ပြတော့မယ်ဆိုတာကိုကျွန်တော်တို့ရဲ့ Freedom Speech Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်အပြည့်ခေကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။